ဒုက္ခတွေကအဆုံးမတတ်နိုင်အောင်ဖြစ်နေတော့ဒုက္ခတွင်ကြီးဖြစ်နေတယ်ပေါ့ဒုက္ခတွေအများကြီးရှိနေတာကိုဒုက္ခတွင်လို့ခေါ်တာနော်မှန်ပါဗျာရွှေတွေအများကြီးရှိရင်ရွှေတွင်လို့ခေါ်တာပေါ့နော်မှန်ပါရွှေတွေအများကြီးရှိရင်ရွှေတွင်ဗရမ ्या တွေအများကြီးရှိရင်ဗရမ ्या တွင်အဲ့ဒါလိုပဲဒုက္ခတွေအများကြီးရှိသည့်အတွက်ကြောင့်ဒုက္ခတွင်တဲ့ဟောဒီဒုက္ခတွင်ဟာ net တဲ့ net net လာတယ်မှန်ပါ အဲ့ဒီဒုက္ခတွင်ကလွတ်ကင်းဖို့ဆိုတဲ့နိလန်းမရှိဘူးလားလို့ဆိုရှိတယ်။အဲ့ဒီနိလန်းကရှင်းရှင်းလေးဒုက္ခကိုဒုက္ခမှမသိအောင်လှုပ်ထားတဲ့အဝိဇ္ဇာကိုဖယ်ရှားဖို့ပဲသူ။မှန်ပါပါ။အဲ့ဒါကြောင့်ဒုက္ခကိုဒုက္ခလို့သိအောင်အဝိဇ္ဇာကိုဖယ်ရှားဖို့ဆိုတာဘာလို့က contemplation လုပ်ရမလဲတဲ့။ယေဇောဘုရားကတန်တရာဩကနေဒုက္ခတွင်ကလွတ်ကင်းသွားတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီလမ်းကြောင်းကလျှောက်သွားတာဘယ်လမ်းကြောင်းတော့လို့ဆိုလို့ရှိရင်និဝရဏတရား၅ပါးကိုဖယ်ရှားခြင်းဒါနံပါတ်1និဝရဏတရား၅ပါးကိုဖယ်ရှားရမယ်မဖယ်ရှားဘဲနဲ့ဒုက္ခကိုဒုက္ခလို့သိမှာမဟုတ်ဘူးတဲ့သူ့ဖို့မှာဒုက္ခတွင်ကြီးကဒုက္ခတွင်ကြီးဖြစ်တယ်ဟုတ်ကဲ့လားနိဝရဏ၅ပါးကိုဖယ်ရှားရမယ် စိတ်ကလေးကိုတတိပဋ္ဌာန်၄ပါးအာယုံ၄ပါးပေါ်မှာစိုက်ထားပြီးတော့ဘုဇဉ်9ပါးကိုပွားရမယ်တဲ့အဲ့ဒါမှအမှန်သိပြီးတော့ဒုက္ခတွင်ကလွတ်ကင်းလိမ့်မယ်လို့